လပတောင်းကျင်းနီစီမံကိန်းရှိတဲ့ဆလင်းကြီးမြို့နယ်မှာ2025ခုနှစ်ရဲ့ဆယ်လအတွင်းမှာပဲစစ်တပ်ကလူခွင့်ရေးချိုးဖောက်မှုပေါင်း30ကျော်ပြုလုပ်ခဲ့တယ်လို့ TV Data အဖွဲ့ရဲ့ကြောက်ယူထားရရှိထားတဲ့သတင်းတွေအရသိရပါဗျ။စစ်တပ်ကဝမ်ပေါင်ကုမ္ပဏီရဲ့ထောက်ပံ့ပေးမှုနဲ့အခုလိုကျူးလွန်နေတာဖြစ်တယ်လို့လည်းသိရပါဗျ။ဒါရီကိုဝေဝေသတင်းပေးပို့ထားပါရရှင်။2025ခုနှစ်ဆယ်လအတွင်းမှာစကိုင်းတိုင်းရင်းမာပင်ခရိုင်ဆလင်းကြီးမြို့နယ်တစ်ခုထဲမှာပဲ စစ်တပ်ရဲ့လူခွင့်ရေးချိုးဖောက်မှု31ချိန်ရှိခဲ့တယ်လို့ DVB ဒေတာအဖွဲ့ကကောက်ယူရရှိထားတဲ့ထောက်ထားရင်းနဲ့အချက်အလက်တွေရသိရပါတယ်။ DVB ကဖော်ပြတဲ့လူခွင့်ရေးချိုးဖောက်မှုတွေတဲ့လီချောင်းကတိုက်ခိုက်တာ လက်နက်ကြီးနဲ့ပစ်ခတ်တာနဲ့နေအိမ်တွေမိရှုဖြက်ဆီးခံရတာတွေပါဝင်ပါတယ်။လဘရောင်းတောင်ကျင်းဒီစီမံကိန်းဝင်းအတွင်းမှာတပ်ဆွဲထားတဲ့စစ်တပ်ကရွာစင်လက်စစ်ကြောင်းထိုးတာနဲ့စီမံကိန်းဝင်းအတွင်းကနေလက်နက်ကြီးနဲ့ပစ်ခတ်တာ ပါရာမော်တာတွေနဲ့လာရောက်ကျဲချတာတွေကြောင့် ဒေတာခန့်တွေထွက်ပြေးတင်းရှောင်နေရတာတလားကျော်ကြာနေပြီဖြစ်တယ်လို့လဘရောင်ချင်းနီတောင်နီဖောင်းတကာဒေတာခန့်တယောက်ကပြောပါတယ်ဒီကြောင်းကဒီလဘရောင်းတော်ကျင်းနေစီမံငင်းရဲ့ပဝင်းရှင်မှာအဲထိုးတာကလုံခဲ့တယ်အဲ19ရက်နေ့ကစပြီးတော့ရှိခဲ့တာပေါ့ဒီလဘရောင်းတော်ကျင်းနေစီမံငင်းနဲ့နေပြီးတော့ပေါ့အဲထွက်ထွက်လာပြီးတော့နောက်အပေါ်ကနေပြီးတော့ပါရမော်တာတွေကျဲခံတယ်အဲ့ဒါတော့ 18ရက်နေ့ပေါ့ရှင်ချင်းလာတော့ကလေဖောင်းကတော့တဝိုက်မှလည်းပဲအဲတော်တော်များများအကျဉ်းခံအခြားခံနေပေါ့ပါရာမော်တာနဲ့နောက်တခုပဲလည်းပဲအဲ့လိုအကျဉ်းခံနေပေါ့အဲ့ဒါကတော့လူတိကိုက်ပြီးတော့တင်ဆုံးတာတွေတိရှိခဲ့တယ်ပေါ့အဲပြီးခဲ့တဲ့9ရက်လောက်ကလည်းပဲညအဲ9နာရီခွဲ9နာရီလောက်မှာအဲနမခနေပါရာမော်တာတက်လာပြီးတော့အဲဒီလေဘရောင်းတော့ဂျင်းနီစီမံငင်းပတ်ပတ်လေမှာ ကျဲချသွားတာတွေရှိတယ်ပေါ့အဲ့ဒါကြောင့်မလို့အန္တရာယ်များတဲ့အတွက်ပေါ့လေညာဝင်လို့မရတဲ့ဟာတွေရှိရှိတယ်ပေါ့2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလအထိဆလင်းကြီးဒေတာတွေကိုလေကြောင်းတိုက်ခတ်မှု18ကြိမ်လက်နက်ကြီးနဲ့ပစ်ခတ်တာ17ကြိမ်နဲ့နေအိမ်တွေမိရှုခံရတာ3ကြိမ်ရှိတယ်လို့ DVB ဒေတာအဖွဲ့ကကြောက်ယူရရှိထားပါတယ်။ဒီလူခွင့်ရေးချိုးဖောက်မှုတွေကြောင့်လူပေါင်း73ယောက်သေဆုံးခဲ့ရပါတယ်။ အခုလိုလူခွင့်ရေးချိုးဖောက်မှုတွေဇက်တိုက်ကျူးလွန်နေတဲ့စစ်တပ်အဖွဲ့ဝင်တွေဟာဝမ်ပောင်းကုမ္ပဏီရဲ့ထောက်ပံ့ပေးမှုနဲ့လဘရောင်းတောင်ကျင်းနီစီမံကိန်းအနီးကရွာတွေကိုဇက်တိုက်စစ်ကြောင်းထိုးမိရှုဖျက်ဆီးတာတွေပြုလုပ်နေတာဖြစ်တယ်လို့တက်ချွလှူရှားသူတယောက်ဖြစ်တဲ့မတ်ချောစုဟန်ကလည်းပြောပါတယ်ဟိုဒေတာကန်လေးကတော့လွမြောက်ရဲမှာအကုန်လုံးထွက်ပြေးတိမ်းရှောင်နေရဲဒါဒီမနက်အစောပိုင်းကာလကဝမ်ပောင်းနေပြီးတော့လက်နက်ကြီးတွေနဲ့တောက်လျှောက်စက်ထုတဲ့ဟာကြောင့်မို့လို့ပြည်သူလူမှာပြေးရမှာလား သွားမှာလားအဲ့လိုပုံစံမျိုးတွေပေါ့နော်အကုန်ဖြစ်တယ်ဒါနေ့စဉ်ရဆက်တာထုနေတာပဲလုံနေတာပဲဒီကနေ့စစ်ကြောင်းပြန်ဝင်လာတယ်ဝမ်ပေါင်းဒီထလုံးကိတ်ကနေပြီးတော့အင်အားနဲ့ဒါဘလောင်ရွာဘက်ကိုပြီးတော့စစ်ကြောင်းဥတီလာတဲ့အနေထားမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ပြည်သူတွေကဝမ်ပေါင်းနဲ့ကိုစစ်ကြောင်းရောက်ပြီဆိုတာနဲ့အထုပ်ဘိုးပြင်ရတယ်ကြည်လန်သာစားနေကြရတဲ့အနေထားအဲ့တော့ဝမ်ပေါင်က2021အာနာသိန်းကလေးကစတင်လာခဲ့တာယနေ့အထိ က်ကောင်စီစစ်ကြောင်းပြည်သူလူထုကိုမီးရှို့တပ်ဖြတ်နေတဲ့စစ်ကြောင်းတွေကိုရိတ်ခါပိုင်းရောစက်တွေပိုင်းတွေရောအကုန်လုံးကိုတောက်လျှောက်စာပို့ပေးနေတဲ့စီမံကိန်းတခုလေဖြစ်တယ်ဆိုတော့ကျွန်တော်ကဒီနေရာနေပြီးတော့ပြောချင်တာပါ2025ခုနှစ်အောက်တိုဘာလထဲမှာစစ်တပ်ကဆလင်းကြီးနယ်ထဲကမိုးချိုးပြင်တောင်းရေခါမြောက်ဆဲတဲစီတောင်းဖောင်းကတာဆလင်းကြီး ပလောင်ရွှေလေတဘူး မဇလီကန်နဲ့ဇဒတ်စရရာတွေကိုလေကြောင်းတိုက်ခိုက်တာဒရုန်းနဲ့ပစ်ခတ်တာစစ်ကြောင်းထိုးတာနဲ့မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ခဲ့တာဖြစ်လို့ဒေသခံတွေဟာအခုတိုင်ထွက်ပြေးတိမ်းရှောင်နေရတာလည်းဖြစ်ပါတယ်။ကျွန်မဝေပါ